များပိုင်ယင်လိုင်းတွေအဖြစ်ပြောင်းလဲပြေးဆွဲရမှာ2006 model နဲ့အထက် bus car တွေကိုသာခွင့်ပြုသွားမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့အပေါ်ပြန်လည်စဉ်းစားပေးဖို့ယင်ပိုင်ရှင်တချို့ကလိုလားနေပါတယ်။နွယ်နီသတင်းပေးပို့ထားပါတယ်ရှင်။ရခိုင်မြို့ထဲမှာပြေးဆွဲနေတဲ့ခီးတဲ့တင်ရှင်လိုင်းတွေကိုအများပိုင်ကုမ္ပဏီတွေကနေတစဉ်အများပိုင်ရှင်လိုင်းတွေအဖြစ်ပြောင်းလဲပြေးဆွဲဖို့အတွက်ရခိုင်တိုင်းဒေသကြီးတေယူပုဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့စီကပြောဆိုထားတာပါ။ အဲ့လိုပြေးဆွဲရမှာရှင်လိုင်းတွေကို2006မော်ဒယ်နဲ့အထက်သာပြေးဆွဲဝင်ပြုမယ်လို့ပြောဆိုထားတဲ့အတွက်လက်ရှိမှာရင်းပိုင်ရှင်တွေအနေနဲ့အခက်အခဲတွေဖြစ်ပေါ်နေတာပါ2000နဲ့မော်ဒယ်အခြေပြုလုပ်ပေးပါဆိုဥလိုမနာတာမြို့လင်းရနေဥလိုတင်ရတယ်မနာတာမြို့လင်းရနေ2000နဲ့အခြေပြုကိုဥလိုတင်တယ်တင်တော့လေမင်းအောင်2006အစားဖွဲ့ရမယ်ဆိုတော့ဥ2000မနာတာမြို့လင်းကနေပြီးတော့ရင်းပိုင်ရှင်တွေစုပြီးတော့ဥလို2006မော်ဒယ်ကိုဟိုကလုပ်နေတယ်2006မော်ဒယ်ကိုသွင်းဖို့လုပ်နေတယ်ဘယ်လိုတွေကသွင်းနိုင်လဲဆိုတော့လုံးဝကားတွေကလဲရမယ်အနေထားရှိနေတဲ့လူတွေကသွင်းနိုင်တယ် ကားကားဟောင်းနေဖြစ်နေတဲ့အတွက်ဆုံးလို့ရတယ်။ဒါပေမဲ့ဥရောကြတော့ပိန်း300ကျော်နဲ့ပိန်း200ကျော်နဲ့ဝယ်ထားတဲ့ကားတွေကိုပိန်း60ပဲရမယ်ဆိုရင်ဥရောမဖြစ်နိုင်ဘူးလေ။ဥရောလည်းမရောင်းနိုင်ဘူးဝင်လည်းပြောရတယ်။ဒါတော့ရင်းနှီးထားတဲ့ပတ်စံတွေ6ပဲပါမယ်။တော့တက်ကနေ2005အထိမပါဘူးဆိုတော့အန်တီတို့ကားတွေက2002က2005ထဲမှာရှိနေတဲ့ကားတွေဆိုတော့ဘာလုပ်ပေးမယ်ဆိုရင်လမ်းညွန်တဲ့ရောင်ကြီးတစ်ခုမှမတန်းဘူးအဲ့ဒီပေါ်မှာပူဆွေးတော့ကရောက်နေပါတယ် လက်ရှိရန်ကုန်မြို့ထဲမှာပြေးဆွဲနေတဲ့ရင်လိုင်းတော်တော်များများဟာယိုယင်းပျက်စီးမှုတွေရှိနေတဲ့အတွက်အခုတင်သွင်းမဲ့ကားတွေကတော့ air con စနစ်လက်မစနစ်တွေပါဝင်ဖို့လိုအပ်တယ်လို့အာဏာပိုင်ဖွဲ့စည်းမှအတွင်းရေးမှူးကပြောပါရယ်။ဘာလို့ဆိုရင်မိုးရင်းဆိုမိုးရွာတယ်နော်ဟိုခုံတွေကလည်းပျက်စီးနေပြီနော်ဘင်းနှပေါက်တွေကကွဲနေတယ်ဘာမှမအောင်ကြည့်ဘူးဆိုတော့လေ။ချက်တော့ကတော့သွားမယ်ဟာတော့အများပဲကားတွေကတော့အနည်းဆုံး step နဲ့တစ်ခုရှိဖို့ရှိရမှာ ဒါလက်ရှိကားတွေကိုဆရာတို့ခလုံးဝဆိုရင်ဒါတော်တော်မြင့်မြတ်ပြောကြတာပေါ့နော်။မခလိုင်းစင်တွေကိုသူကထုတ်ချင်တယ်။ရောင်တိုင်းဒေသရဲ့ပိတ်ထားပြီ။အခုဆိုရင်အဲ့ဒါဖွင့်ပေးပြီပါလေ။ဟိုရောင်းချင်တဲ့လူပေါ့။အပြင်ကိုရောင်းရောင်းလို့ရတယ်။ရပြီးရင်ဒါတို့ကားစစ်ဝယ်ဖို့တဲ့ပတ်စံမလို့အခုဆိုရင်လည်းဆရာတို့ဒီအဖွဲရပေါ့နော်။ဟိုဗန်နေနဲ့ချိတ်ဆက်ထားပြီးပါလေ။သူဝယ်လို့ရအောင်ပေါ့နော်။ဟိုကားဟောင်းတဲ့ဟာတွေရောဆရာတို့ကလက်ခံမှာဒီအများကြီးနဲ့မှတော့လက်ခံမှာမဟုတ်ပါဘူး။ဟိုနဲ့ဖူဒီအဲကွန်ဖြစ်ရမယ်။ နော်ကာကြက်ခိုင်မှုကောင်းရမယ်အမြင်လှရမယ်ဥရိယကောင်းမယ်ဒါလေးပေါ့နော်ဒါလေးနဲ့ညီမအောင်ဆက်ခွင့်ပြမှာဖြစ်ပါတယ်အာနာပိုင်ဖွဲ့စည်းက2006မော်ဒယ်လို့သတ်မှတ်ထားပေမဲ့လည်းရင်းပိုင်ရှင်နေနေနဲ့အများပိုင်ပြောင်းလဲဖို့အတွက်2001နဲ့2000မော်ဒယ်စရှိတဲ့ကားတွေကိုအဲကွန်ကားတွေဖြစ်ပြောင်းလဲပြေးဆွဲလျက်ရှိပါတယ်အဲ့ဒီရင်တွေကိုလည်းအများပိုင်ရင်လိုင်းတွေဖြစ်ဖို့အတွက်အစိုးရအနေနဲ့ကူညီဆောင်ရွက်ပေးဖို့ရင်ပိုင်ရှင်တွေကမျှော်လင့်နေကြတာပါ။အနေတို့မှာရှိနေတဲ့2002 3လေးငါးမော်ဒယ်နဲ့တအားအကွာကြီးမဟုတ်ဘူး။ ပြန်ပြန်လဲပြုပြင်လိုက်ရင်2006နီးပါးလောက်ကိုကောင်းလာနိုင်တယ်အစိုးရကနေပြီးတော့မှဝေထုတ်ချေးပြီးတော့ပြုပြင်ခိုင်းပြီးတော့2006ကျမော်တယ်ပြည်သွားအောင်ပြုပြင်ခိုင်းပြီးတော့အများပိုင်းနဲ့ထည့်မယ်ဆိုရင်ကျွန်တော်တို့ကအစင်သင့်ပါမော်ရယ်တမတ်ချက်နဲ့ပတ်သက်ပြီးရင်ပိုင်ရှင်အချို့ကစက်တင်ဘာလ10ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်အဲ့ဒီပွဲမှာရင်းပိုင်ရှင်အချို့ကအများပိုင်ရင်းလိုင်းတွေကိုမော်ဒယ်သတ်မှတ်ရမှာ2000နဲ့2001မော်ဒယ်တွေပါဝင်စေလို့ကြောင့်ဒီထက်မော်ဒယ်အနေကားတွေကိုလည်းပြန်လည်ညှိနှိုင်းပေးစေလို့ကြောင့် အများပိုင်းရင်းလိုင်းတွေမှာကားမျိုးစားအလုံးပါဝင်စေကြောင်းစတာတွေကိုပြောဆိုခဲ့ကြတာပါကျမကတော့နေနေပါရှင်ရှိနေတော့ပြောကြလိုပါတယ်